ဒုက္ခဘုံကြီးထဲမှာနေပြီးတော့ဒုက္ခကိုမတွေ့ကျင်ဘူးဆိုလို့မဖြစ်နိုင်ဘူးဟုတ်လားဘုံဘုံတို့တွေရဘယ်ထဲမှာနေတာတော့ဒုက္ခဘုံထဲမှာနေတာဒုက္ခဘုံထဲမှာနေတာမဟုတ်ဘူးအဲ့တော့ဒုက္ခဘုံထဲနေတဲ့လူဟာဒုက္ခကိုတွေ့ကိုတွေ့မှာပဲအဲ့တော့ဒုက္ခမတွေ့ပြရစေနဲ့လို့ဆုမတောင်းနဲ့အဲ့ဒါဘယ်တော့မှမပြည့်ဘူးလို့မှတ်ထားလိုက်ပြည့်နိုင်တဲ့ဆုတောင်းမဟုတ်ဘူးဒါနဲ့ဘယ်လိုလုပ်ရမှာတော့ဆိုတော့တွေ့လာတဲ့ဒုက္ခကိုရင်ဆိုင်နိုင်ဖို့ပဲကြိုးစားရမှာ မှတ်ထားနော်မှတ်ထားနော်ဒါဝမှတ်ထားနော်ဒုက္ခမတွေ့ဖို့ရှုတော့ရမှာလားရင်ဆိုင်နိုင်ဖို့ကြိုးစားရမှာလားရင်ဆိုင်နိုင်ဖို့ကြိုးစားရမှာဟုတ်တယ်ဒုက္ခကလည်းဘယ်သူမှမျက်တသာမပေးဘူးသူ့ချော့လို့လည်းမရဘူးလက်ထိုးလို့လည်းမရဘူးတွေ့ပြီဆိုတွေ့မှာပဲဘုံမလို့လှုပ်ထားဖို့ရာတွေ့ချင်ရတွေ့กว่าငါစိတ်ကိုမတုံမလို့အောင်လှုပ်မယ်ချမ်းသာအောင်လှုပ်မယ်ဒုက္ခတွေ့ဖို့ရာမင်းတာဝန်တွေ့လာတဲ့ခါမှာမတုံမလို့အောင်လှုပ်ဖို့ကငါတာဝန်ဆိုတဲ့သဘောမျိုးစိတ်ဓာတ်ကိုခိုင်မအောင်ရှိဖို့လိုတယ် ဒေသနာတော်ဒီဆိုတာအဲ့ဒါပဲဒုက္ခမတွေ့အောင်ဒုက္ခကိုရှောင်နေနှီးပေးတာမဟုတ်ဘူးတွေ့နေတဲ့ဒုက္ခကိုရင်ဆိုင်နိုင်အောင်ဖြတ်သန်းနိုင်အောင်အစဉ်ပြေပြေကြော်လွှားသွားနိုင်အောင်ကြိုးစားတဲ့နှီးတွေကိုပေးတာဟုတ်လားအဲ့တော့ဘုံဘုံတော့ဟာအခုဟာဒီဘဝထဲမှာနေရင်းနဲ့အစဉ်ပြေဖို့ပြောနေတာအခုပြောနေတာကစေဥဒ္ဓဟာရဆိုတဲ့အကြောင်းတရားတွေကိုကောင်းအောင်ပြင်နိုင်ရင်ချမ်းသာမှာပဲကောင်းအောင်မပြင်နိုင်ဘူးဆိုရင်ဘာလို့မလို့ဆင်းရဲမှာနော်ပြည့်စုံမှလည်းဆင်းရဲမယ်တန်တရားလည်းဆင်းရဲမယ် ကောင်းအောင်ပြင်နိုင်လို့ရှိရင်ပြစ္ဆုတ်ပါလဲချမ်းသာပဲတန်လျာလဲသူကတိဘဝအစင်းစင်းမြင့်ပြီးတော့ဒုက္ခငြိမ်းနိုင်တယ်အေးသို့တော့ဒီဘဝထဲမှာနေမယ်ဟေ့ဆိုရင်တော့ဒီခန္ဓာကိုယ်ကြီးကဥတတ်တဲ့ခန္ဓာကိုယ်ကြီးဥမှာဟုတ်လားနာတတ်တဲ့ခန္ဓာကိုယ်ကြီးနာမှာသူကခိုင်ခိုင်မာမာတိဆောက်ထားတာမဟုတ်ပြင်မကနင်းနေလောက်အတိုက်ခိုက်လေးရှိတာ ਨੇ ပြောရရင် तू ကပြော့တယ်ပေါ့နော်နင်းနေမှအထီမခံတဲ့အကောင်ပဲဒါကြောင့်မြတ်စွာဘုရားကုံဘူးပမှန်မြေအိုးနဲ့တူတယ်ခွက်အနေနဲ့ ကွဲသွားနိုင်တယ်။ဟုတ်လား။ဒါသူ့ရဲ့တဘာဝပဲလေ။သူ့ကိုနားလဲထားဖို့လိုတယ်။ပြီးရင်ဒီနေ့ဘာဖြစ်သွားမှာလဲ။ပျက်စီးသွားမှာတေးသွားမှာ။ရှားထားဖွေးထားတာတွေပေါင်းသင်းဆက်ဆံတာတွေအကုန်ထားခဲ့။အရွယ်ရှိရှိမရှိရှိကြည်ကြည်ငယ်ငယ်မရွေးဘူးအချိန်ကြာရင်ဟောရတာပဲ။အเจ้าကုံနဲ့ဒီနေ့ရက်ရတာပဲဘာမှမျက်နှာထောက်ထားတယ်ဆိုတာမရှိဘူး။အဲ့တော့ပြောရင်တာကဒီထဲမှာနေနေတယ်ဘဝအဖြစ်နေတယ်ဆိုလို့ရှိရင်ဘဝနဲ့ပတ်သက်တဲ့ဒုက္ခတွေကိုဖုံဖုံတို့တွေကရှောင်လို့မရဘူး တော့ဒီဒုက္ခတွေကိုဘုံဘုံတော့မတွေ့ခြင်းမဟုတ်ဟေ့ဆိုရင်အကောင်းဆုံးနိလန်းကပါလေဒီဒုက္ခတွေရဲ့တရားဖြစ်တဲ့တနည်းပြောရရင်ဒုက္ခဖြစ်နေတဲ့ဒီဘဝကိုပဲမဖြစ်အောင်ခြုံငင်းအောင် လုံနိုင်ဖို့လိုတယ်အဲ့ဒီ ठी ရောက်အောင်တွေးရမယ်သဘောပေါက်လားအကောင်းဆုံးအမြင်ဆိုတာအဲ့ဒါကိုပြောတာနော်ဒုက္ခတွေ့လာပြီးဩဒါကြီးကဒုက္ခပါလားဒီဒုက္ခချုပ်အောင်ငါလုံမဟေ့ဆိုတဲ့စိတ်ကူးမျိုး ठी သွားဖို့လိုနေတာဟုတ်လားဦးဇင်းတို့ရွှေချင်းစတော်ဘုရားကြီးပေးတဲ့ဥမာတစ်ခုရှိတယ် မြေခွေးတကောင်ကိုတဲ့လူတယောက်ကခဲနဲ့ပြစ်မယ်ဆိုလို့ရှိရင်အဲ့ဒီမြေခွေးကပြစ်တဲ့ခဲကိုပဲဖမ်းပြီးတော့ကိုက်အဲ့ဒီခွေးကဟုတ်တယ်တချို့ခွေးတွေခဲနဲ့ပြစ်လိုက်တယ်ဒုံးနဲ့ပြစ်လိုက်တယ်ဆိုရင်အဲ့ဒီခဲတို့ဒုံးတို့သွားပြီးတော့ကိုက်ရှင်သေးကြတော့အဲ့လိုမဟုတ်ဘူးတဲ့ခဲနဲ့ပြစ်တယ်ဒုံးနဲ့ရိုက်တယ်ဆိုအဲ့ဒီခဲတို့အဲ့ဒီဒုံးတို့သူစိတ်ဝင်စားအောင်သူစိတ်ဝင်စားဒီခဲတို့ဒုံးတို့ဘယ်ကလာလဲသူကပြစ်လိုက်တယ်လေ ဲ့ဒီပြစ်လိုက်တဲ့လူကိုတွေ့အောင်ရှာပြီးအဲ့ဒီလူကိုပဲကြိုက်တတ်ဖို့ကြိုးစားတယ်။꽈ချားပုံတော့ခွေရဲ့စိတ်ဓာတ်နဲ့ချင်းသေးရဲ့စိတ်ဓာတ်꽈ချားပုံအဲ့ဒါကိုဥမာပေးတာဆိုလို့ကြီးကဘုံမွတ်တွေတွေဟာမြေခွေးစိတ်ဓာတ်နော်မမွေးတဲ့မှုပေါ့နော်ချင်းသေးစိတ်ဓာတ်ဝေးတဲ့တယ်။အခုဘုံမွတ်တို့ကမြေခွေးစိတ်ဓာတ်နဲ့နေကြတာကနာကိုကြီးဖောက်ပြန်လာပြီးဟိဒုက္ခဖြစ်လာပြီးဟိဆိုရင်ဘာလို့ဖို့ကြိုးစားစိတ်ကုဖို့ကြိုးစားတာပေါ့ အဲ့ဒါပြစ်လိုက်တဲ့ခဲကိုပဲလိုက်ကြိုက်ဖို့ကြိုးစားနေတာမလုံးဝဘူးဆိုတော့မဟုတ်ဘူးပေါ့နေကျမ်းမာရေးကောင်းတော့ကုအောင်ပေါ့မကုအောင်ဘူးလို့ဆိုတာမဟုတ်ဒါပေမဲ့ဘုံဘုံတော့ဘယ်ထိသွားတဲ့တော့ဘာလို့မကျမ်းမာမှာဖြစ်တော့မကျမ်းမာတတ်တဲ့ခန္ဓာကိုယ်ကြီးရထားလို့မကျမ်းမာမှာဖြစ်တာဒါပေမဲ့ခက်တာအကျိုးတော့ပြင်မကအရာတွေကိုပဲအပြစ်အနေနဲ့မြင်တတ်ကြတာဒီခန္ဓာကိုယ်ကြီးကိုကြတော့အပြစ်မမြင်ဘူးဒုက္ခပေးတဲ့အရာတွေကိုပဲနော်ဒုက္ခရဲ့အကြောင်းတရားလို့မြင်တာ ဒုက္ခဖြစ်တဲ့တဲ့ဒုက္ခပေးလို့ရတဲ့ဒီခန္ဓာကိုယ်ကြီးကိုကြတော့ဒုက္ခရဲ့အကြောင်းတရားလို့မမြင်ဘူးဟုတ်တယ်မဟုတ်လားတကယ်တမ်းကဒီခန္ဓာကိုယ်ကြီးရှိနေသည်မြဖြစ်နေသည်မြနောက်ဘဝတွေလည်းဆက်ပြီးတော့ဖြစ်နေသည်မြယောဂါဆိုတာဘာလို့တွေးမှာပဲဒီယောဂါနဲ့မတွေ့ရင်ဟိုယောဂါတွေးမှာပဲနားမှာပဲလေသူဟာပြီးရင်ဘာလို့ရမှာလဲသိရမှာပဲရှောင်းလို့ရမလားမရဒါကြောင့်မြတ်စွာဘုရားလက်ထက်ကဘုရားပွင့်လာတဲ့အခါကျတော့ ဋ္ဌိတွေကသူတို့လက်လာပါပိတ်လို့ဆိုပြီးတော့ယဟန်တန်ဃာတွေကိုတွေ့တဲ့နေရာမှာဆဲကြတယ်ရန်ရှာကြတာတွေရှိအဲ့ဒါကိုယဟန်တော်တွေကဘာမှမတုံ့ပြန်ပဲနဲ့မြတ်စွာဘုရားကိုရှောက်တယ်ရှောက်တယ်မြတ်စွာဘုရားအဲ့ဒီမှာဥဒန်းကျူးတာလေတော်တော်မှတ်သားစရာကောင်းတယ်ဘာတော့အတိပ္ပယ်လေးလောက်ပဲဥစဉ်ပြောပါမယ်ရွာမနေနေတောမနေနေစင်ရခြင်းချမ်းသာခြင်းဆိုတာတွေ့ရလိမ့်မယ်တဲ့ဆိုလိုတာကဘယ်နာသွားနေနေချမ်းသာခြင်းစင်ရခြင်းဆိုတာရှောင်လို့မရဘူးတွေ့ရလိမ့်မယ် အဲ့လိုချမ်းသာခြင်းဆင်းရဲခြင်းနဲ့တွေ့လာပြီဆိုရင်ဒါဘု து ကြောင့်ဒါသူ့ကြောင့်ဒါငါကြောင့်လို့အစွဲမထားနေတဲ့ဒီခန္ဓာကိုယ်ကြီးရှိနေလို့ဖြစ်နေလို့ဒီချမ်းသာခြင်းဆင်းရဲခြင်းတွေဆိုတာတွေ့နေရတာအကယ်၍ဒီခန္ဓာကိုယ်ကြီးသာဖြစ်မနေဘူးရှိမနေဘူးဆိုရင်ချမ်းသာခြင်းဆင်းရဲခြင်းတွေဟာဘာကိုအကြောင်းပြုပြီးတော့တွေ့မှာတော့တဲ့မြင်တတ်ဖို့လိုရနော်ဒီဥစ္စာဟုတ်လားဘုမနောအဲ့ဒီမြင်သလားမမြင်ဘူးအစင်မပြေဘူးဆိုရင်အဲ့ဒီအစင်မပြေတာကိုပဲ နော်ဓာတ်ရိုက်ရှင်းဖို့ကြိုးစားတာပေါ့နော်အဆင်မပြေခြင်းကိုအမြဲတမ်းဓာတ်ရိုက်လက်လက်ခံပြီးတော့နော်အဆင်မပြေတာကိုအမြဲတမ်းနော်တွေ့ကြုံနေရတဲ့ဒီခန္ဓာကိုယ်ကြီးကိုကြတော့အပြစ်မြင်ရအောင်မှတွေးမိသလားမတွေးမိဘူးအဲ့ဒါဘာစိတ်ဓာတ်ခေါ်တော့မြေခွေးစိတ်ဓာတ်ပေါ့နော်ချင်းသေးစိတ်ဓာတ်တွေသွားပါအဲ့ဒါဖျားပွင့်လာတယ်ဆိုတာအဓိကအဲ့ဒါပဲနော်ဓာတ်ကြီးကွာစဒုက္ခဖြစ်နေတာရှောင်လို့မရဘူးဒီဒုက္ခရှောင်နိုင်ဟိုဒုက္ခနဲ့တွေ့အဲ့ဒါကိုယ့်အကိုစိတ်တွေးကြည့် ခုဘုံဘုံပြောတဲ့စကားကိုတခြားတွေးကြည့်နော်ဟုတ်လားလက်သက်တည်းအခံကိုဘာလို့ဖို့လို့တော့မြင်တတ်ဖို့လို့လေဒီခန္ဓာကိုယ်ကြီးဟာဒုက္ခအလုံးရဲ့နော်တီယာကြီးပဲမိယာကြီးပဲ